ကျွန်တော်ရဲ့ကျေးဇူးရှင်မိုက်ဆွေများအားလုံးပဲမင်္ဂလာပါခင်ဗျာဒီနေ့ကတော့ကျွန်တော်တို့ဒီ one no ni နဲ့ကျွန်တော် master key ကိုပြန်လည်ပြောပြတ်မှာဖြစ်ပါတယ်ဗောနော်ကျွန်တော်တို့ဒီ one no key မှာကျွန်တော်တို့ဒီလေးလုံးဗောနော်ကနန်းလေးလုံးထဲကထည့်ရင်တစ်လုံးမထည့်ရင်တစ်လုံးမှမထည့်ဘူးအဲ့ဒါကိုဆိုလိုတာဖြစ်တယ်ဗောနော်ရှောက်ခွန်တင်းနေမှာတစ်တီလေးရှိတစ်အာခွန်ရှင်းနေတော့မှာဆိုရင်ရှစ်တီ၅ခု၈တစ်လုံးထဲရှိတဲ့အတွက်တစ်လုံးပဲထည့်တာဖြစ်တဲ့အတွက်ကြောင့်မို့ဝန်လို့ပြပြထားတယ်ဗောနော် တင်းတင်း6မှာကြတော့တလုံးမှမထီးဘူးပေါ့နော်၄5 9 3များမှာဆိုရင်တင်းတင်း6ဆိုတဲ့အတွက်အဒီမှာတင်းမပါဘူး6မပါဘူးဆိုတဲ့အတွက်ဒီလို no ပြပေးထားတယ်ပေါ့နော်ဒီမှာဆိုရင်6 9 3များ9တလုံး5 9 3 1 1ပေါ့နော်ဒီ6 6ခွန်မှာကြတော့ဒီ၄5 9 3များမှာ6 6ခွန်ဆိုတဲ့အတွက်ရှင်းလည်းမပါ6လည်းမပါဘူးခုနှစ်လည်းမပါတဲ့အတွက်တလုံးမှမထီးဘူးပေါ့နော်ဒါကြောင့်မို့ no လို့ပြပေးထားတာဖြစ်ပါတယ်အဲဒီမှာ၄5 9 3ည ချောင်းတို့များချောင်းချောင်းချောင်းနဲ့ချောင်းချောင်းကကိုချောင်းတို့များလေးလေးနေနေတဲ့ပင်ရှိအိုကီနီဆဲပဲပေါ့နော်အဲအဲ့ဒီမှာလေကျွန်တော်နေ၃ညာကိုခုခုကိုခုနှစ်ညာ၃ခုခုပေါ့နော်အဲ့ဒီတောက်လျှောက်ဖြစ်ပါလေကျွန်တော်ပြီးခဲ့တဲ့တစ်ပတ်မှာအာတင်းနှစ်၆ခုပေါ့နော်တင်းနှစ်၆ခု one ဖြစ်ပါတယ်ထီရင်တလုံးပဲထီရမယ်မထီဘူးဆိုရင်တလုံးမှမပါဘူးပေါ့နော်ဆိုတော့ကျွန်တော်တို့အဲ့ဒီမှာ၈၉၈ဆိုပြီးဖြစ်ပါတယ်ခင်ဗျာ၈၉၈ ဒါကြောင့်မို့အဲ့မှာတော့ no ဖြစ်တော့မယ်ပေါ့နော်နံပါတ်39ကြိမ်တိပြပင်လုံးဝမရှိသေးဘူးပေါ့နော်မပြသေးဘူးပေါ့နော်နံပါတ်39ပြီးတော့နံပါတ်40ကြိမ်အတွက်ဆက်ပြီးတော့လေ့လာကြည့်အောင်လားခင်ဗျာโอเคကျွန်တော်ဒီဟာလေးဖြစ်ပါတယ်ပေါ့နော်ဒီ9ကြိမ်ပေါင်းတာက14ဖြစ်ပါတယ်။13ကြိမ်ပေါင်း24၊ဒီ9နဲ့3ပေါင်း80ဖြစ်ပါတယ်။9ကတစ်ကြိမ်ဖြစ်ပါတယ်။3 4 12ပေါ့နော်။ နောက်ထပ်နေ့ကတစ်ကြိမ်၊ရှောင်းတစ်ကြိမ်ပြီးရင်နောက်ဆုံးမှရှိတဲ့6နဲ့ထပ်ပေါင်းမှဖြစ်ပါတယ်။ဒါသူရဲ့နေ့ပေါ့နော်။၄နဲ့6ပေါင်း၁၀၊၄နဲ့6ပေါင်း၈၀၊နေ့နဲ့နေ့ပေါင်း၄၊၅နဲ့ပေါင်း၉ဆိုတဲ့အတွက်၉ကိုတိတူးတာ၁၀၊၃ညကို၄ပေါင်း၈၅၊၉၃ညလေး၅မှဆိုရင်၆၉၆ဆိုတဲ့အတွက်ကြောင့်မို့ဒီမှာ၉လုံးထီတယ်ပေါ့နော်။အဲ့ဒါမို့ကို၃ညာ၄ညမှာ၆၉၆ဒီမှာပါနော် ကိုတော့ငါလေးငါမရှောက်ကိုရှောက်ပြီးတော့တင်တော့ဒီတင်းနေရှောက်ခွန်ရတာလေးကိုဆက်ကြည့်အောင်လားခင်ဗျာအားဆိုရင်ခုနှစ်မှာနှစ်ချိန်ဆိုတဲ့အတွက်ဒီကိုမှာနှစ်ချိန်ပေါ့နော်ဒီရှောက်ကိုသုံးနေမြောက်မယ်ဒီတင်းမှာတစ်ချိန်ငါးမှာတစ်ချိန်ငါးမှာတစ်ချိန်ပြီးရင်ဒီသုံးကိုလေးနေမြောက်မယ်ဒီနှစ်မှာဆိုတဲ့အတွက်ရှင်းမှာပေါ့နော်လေးမှာပြီးရင်ခုနှစ်မှာနှစ်ချိန်အပေါင်း6ဆိုပြီးရမှာဖြစ်ပါတယ်ဒါဆိုရင်9နှစ်ချိန်ပေါင်းတာ18ဖြစ်ပါတယ်ခင်ဗျာ ဒီ6 3ချိန်ပေါင်းတာလဲဆက်ရှိပါတော့ဒီ3နဲ့ဒီ9နဲ့ပေါင်းတာက6 9က3ချိန်3လေးလီဆက်နှစ်ဖြစ်ပါတယ်8က3ချိန်နောက်ထပ်400ချိန်9ချိန်14ကို6နဲ့ထပ်ပေါင်းမှာဖြစ်ပါတယ်ခင်ဗျာအဲဆိုရင်4နဲ့6ပေါင်းရှင်10 2နဲ့8ပေါင်း10 4နဲ့6ပေါင်းရင်10ဖြစ်ပါတယ်8နဲ့ချိန်16 9နဲ့ပေါင်းရင်17ရတဲ့အတွက်ကျွန်တော်3နဲ့6ခွန်1 no ဖြစ်ပါတယ်ဘောနော်အဲဒီမှာတော့8 9 8ဆိုတဲ့အတွက် no ဖြစ်ပါတယ် တင်းနစ်6ခုမှာ198ဒါဆိုရင်နံပါတ်40ကိုလည်းကျွန်တော်ဒီအောက်မှာပဲထပ်ဖြည့်လိုက်မယ်ပေါ့နော်နံပါတ်40 20နဲ့တစ်ကြိမ်အတွက်ထပ်ပြီးကြည့်အောင်ပါခင်ဗျာဒါဆိုရင်ကျွန်တော်ဒီမှာဒီ9ကိုနှစ်ကြိမ်ပေါင်းမယ်ပေါ့နော်ဒီ8ကိုကျွန်တော်သုံးနေများပါမယ်ခုနှစ်မှာတစ်ကြိမ်ဒီ9မှာတစ်ကြိမ်9 9ဆိုတဲ့အတွက်သုံးပါဒီ2ကို၄နဲ့မြောက်မယ်ပေါ့နော်8မှာဆိုတဲ့အတွက်ဒီ1မှာလေးမှာဆိုတဲ့အတွက်6မှာ9နှစ်ကြိမ်ပြီးရင်အပေါင်း6ဆိုပြီးတွားမယ်ပေါ့နော် အရှင်ကုနဲ့ချိန်ပေါင်းရှင်းဒီဆက်ရှိဖြစ်ပါတယ်ရှင်3024လေးလေးပဲကြီးမယ်ပါနော်ခုနဲ့6ပေါင်းတာက16ဖြစ်ပါတယ်နောက်ထပ်3ကတစ်ချိန်နှစ်လေးချိန်ပေါင်းရှင်းရှိဒီတက်ကတစ်ချိန်ဖြစ်ပါတယ်6ကတစ်ချိန်9နဲ့ချိန်16ကိုကျွန်တော်6နဲ့ထပ်ပေါင်းမယ်ပါနော်ဒီ9နဲ့ချိန်အရှင်း3ချိန်24နဲ့ခုနဲ့6ပေါင်း16 um. <coughs> 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 3ကတစ်ချိန်နှစ်လေးချိန်8ဒီတက်ကတစ်ချိန်6ကတစ်ချိန် ကိုနံကျင်း78ကိုဒီ6နဲ့ထပ်ပေါင်းမှာဖြစ်ပါတယ်။ဒါဆိုရင်၄နံ6ပေါင်းရှင်းဒီ30ရာတွေပေါ့နော်။နောက်ထပ်ဒီ6နံကျင်း7နှစ်8နံပေါင်းရင်30ဖြစ်ပါတယ်။20ပေါ့နော်။နောက်ထပ်ကျွန်တော်တို့ဒီ8နံ8ပေါင်းရှင်း76 6ဒီ3နံပေါင်း9 9ကိုဒီနံပေါင်းရင်30ဆိုတဲ့အတွက်ကျွန်တော်တို့ဒီမှာ3ည1 1ကို4ပေါင်းရှင်း9 ငါ့ကို distortion 6 3956ကျွန်တော်တို့ဝန်အောင်လို့ဖြစ်ပါတယ်3956ပေါ့เนาะအဲဆိုရင်ဒီမှာ3956ဝန်လို့ဖြစ်ပါတယ်ခင်ဗျာထီရင်တလုံးမထီရင်တလုံးမှမထီရဘူးပေါ့เนาะတင်ရှာနည်းအရပြန်လေးမျှော်ရှင်းဖြစ်ပါတယ်3956ဆိုပြီးဖြစ်ပါတယ်โอเคပြီးခဲ့တဲ့တစ်ပတ်ကျွန်တော်နောက်ထပ်နှစ်တစ်မျိုးရှိသေးတယ်ဆိုတာလေးပြပေးထားတယ်ဗောနောနောက်ထပ်နှစ်တစ်မျိုးက ျွန်တော်9345မသွေးဆိုတာလေးဖြစ်ပါတယ်ခင်ဗျာဒီကျွန်တော်ဒီဟာပါနော်ဒီ credit ပတ်မှာကျွန်တော်ဒီမှာအဲ9893တင်းနေ3ထက်က3လုံးတမမဟုတ်3လုံးပါမယ်ပေါ့နော်ဒီ9893တင်းနေ3ထက်က2လုံးပါမယ်ဆိုတော့ဒီမှာညှိလိုက်တော့69တင်းနေ3ထက်က2လုံးအပါပါနော်ဆိုတော့8ရက်9ရက်2လုံးပါတယ်8နေပိတ်နေရပါနော်69 8အဲ့မှာကျွန်တော်တင်းနေထက်ကပါရင်2လုံးမပါရင် no မှာ69သုံးများသုံးထဲကပါရင်နှလုံးသုံးလုံးအပါပေါ့နော်အဲ့မှာတော့69ရှေ့ဆိုပြီးတော့အဲ့မှာကလေးကသုံးလုံးပါသွားတာဖြစ်ပါတယ်အပေါ်ကကျွန်တော်ဒီမှာ69တွဲပါတယ်ပေါ့နော်ဒီမှာ69ရှေ့ဆိုပြီးတော့ဒီထက်ကနှလုံးဒီထက်ကပါရင်နှလုံးမပါရင်လို့ဒီထက်ကပါရင်တော့နှလုံးပါရမယ်ပေါ့နော်နှလုံးတမမဟုတ်နှလုံးတရားပေါ်ကနှလုံးနဲ့ထပ်တွဲမယ်ပေါ့နော်ဆိုတော့အဲ့မှာ69တွဲပါတယ်ဆိုပေမဲ့ကျွန်တော်တို့ဒီအလေပိတ်အထီကီး3996ခုပုံသေးပေါ့နော် ဲ့ဒီကိတခုပြတ်သွားခဲ့တဲ့အတွက်ကျွန်တော်ဒီမှာအသွေးအပယ်တွေထဲပါသွားတယ်ပေါ့နော်အဲ့မှာတကယ်ကျွန်တော်ရှစ်ကိုးသွေးတာပါမယ်ဆိုရင်ရှစ်ကိုးကိုးရှစ်ပေါ့နော်အဲ့မှာရှစ်ကိုးရှစ်ဆိုတော့ကျွန်တော်ဒီထက်အသုံးလုံးပြေးမှာပေါ့နော်ရှစ်ကိုးရှစ်ဆိုတော့ငါးထိပ်ထဲမှာရှစ်ထိပ်ထဲမှာကိုးထိပ်ထဲမှာတုံးများထဲမှာသုံးထိပ်မှာဆိုတော့ကျွန်တော်အဲ့မှာဆိုရင်ရှစ်ရှစ်ကိုးရှစ်ကိုးရှစ်ဆိုပြီးဖြစ်မယ်ပေါ့နော်ရှစ်ကိုးရှစ်ဒီတစ်ခုဖြစ်ပါတယ်အဲ့ဒီတစ်ခုပေါ့နော်ကျွန်တော်ဒီပယ်တဲ့ထဲပါသွားခဲ့တာဖြစ်ပါတယ် အဲ့မှာတော့ကျွန်တော်7နှစ်8 8အဲ့လိုလေးဖြစ်သွားခဲ့တယ်ဗောနော်အဲ့မှာ9နှစ်9ခု9ခုနှစ်9တုံညာလေး9မသွဲဆိုတာလေးရှိတဲ့အတွက်90ရခင်တော့ပြောထားတယ်ဗောနော်ဆိုတော့ကျွန်တော်တော့အဲ့9တုံညာလေး9မသွဲဆိုတဲ့ဤအဆက်ကဒီတစ်ပတ်မှာလဲ3ညာ3 56မသွဲဆိုပြီးရနေတယ်ဗောနော်အတူတူပဲဖြစ်ပါတယ်ဒီခရီးတစ်ပတ်မှာ3နှစ်6ခုရ9တုံညာလေး9ရဆိုပြီးဖြစ်ပါတယ် ဒီတစ်ပတ်မှာတော့ကျွန်တော်3.56 3.56နီးမတူပေမဲ့3.56နှစ်ခုစလုံးဖြစ်နေတယ်ဗောနော်3.56ဝန်းလို့ဖြစ်ပါတယ်ခင်ဗျာโอเคဒါလေးကတော့ကျွန်တော် master key ဖြစ်ပါတယ်ဗောနော်အလေသုံးမဟုတ်အပိတ်နေရာမှာချပိနေရှိတယ်ဗောနော်ဒီ95တရားနေစာပြပြထားတဲ့993ညာ999ခွန်ခွန်9ခွန်အနေပေါ့နော်အဲ့မှာတရှောက်အလေတော့မဟုတ်အပိတ်နေရာပဲဖြစ်ပါတယ် ပြီးတော့ဒီဘက်မှာလည်းကျွန်တော်တို့တောင်ညာလေးတီကနေစပြီးတော့အလေနဲ့အပိတ်နေရဖြစ်ပါတယ်ဘောနော်ဒီတဒန်းနဲ့တဲပြီးတော့ဒီတဒန်းမှာကျတော့ဒီထိတ်ဆီးနေရထပ်ဖြစ်လာတယ်ဘောနော်ဒီနေ့၃ခုနေ့မှာထိတ်ဆီးဖြစ်သွားတယ်နေ့လေးရှောင်းမှာလည်းထိတ်ဆီးပြီးတော့ရှင်းငါးနေ့မှာလည်းထိတ်ဆီးဖြစ်ပါတယ်အဲ့ဒီ၃ပင်ထိတ်ဆီးဘောနော်ကြာနေနေရာကတော့အလေတော့မဟုတ်အပိတ်နေရပဲဖြစ်ပါတယ်ကျွန်တော်ပြီးခဲ့တဲ့ဘက်ကိုတည်တော့မှာကိုနဲ့တုံးတဲ့အဒီအလေတော့မဟုတ်အပိတ်ခံမှန်းထားတယ်ဘောနော်အဲ့ဒီမှာ၆ခုရှောင်းပြီးတော့ ရှေကိုရှေဆိုတဲ့အတွက်ကျွန်တော်အတ္တိကိုဒလုံးကအလဲဖြစ်ပါတယ်ဗောနော်ဟုတ်ကဲ့ဒါပင်ရှေဖြစ်ပါတယ်တခြားပင်ရှေနည်းလည်းရှိသေးတယ်ဗောနော်အဲ့ဒီနည်းကတော့ okay နေဆဲပဲဖြစ်ပါတယ် okay ဒါဆိုရင်ကျွန်တော်နောက်ထပ်ဒီ20တကြိမ်အတွက်ထပ်ပြီးကြည့်အောင်ဗောနော် okay သူရနည်းကဒီမှာဖြစ်ပါတယ်ဒီဟာလေးဗောနော်အလဲသို့မဟုတ်အပိတ်ဆိုပြီးတော့တောက်လျှောက်ပြပေးထားတယ်ခုခုကိုကနေဗောနော် okay ပြီးတော့ဒီမှာစောက်ကမစံတို့တဲ့အတွက်ကျွန်တော်ဒီမှာထပ်ဖြည့်ထားတယ်ဗောနော် ဒီမှာထပ်ဖြည့်ထားတယ်6ပြီးဒီ69လျှောက်ဒီနေလေး6မှာ6နေလေး6ဒီ69လျှောက်ပါတော့အဲ့မှာ6ဒီကျွန်တော်အလေပိတ်ဖြစ်ပါတယ်ဒီ9တုံးကကြတော့69ဆိုပြီးဖြစ်တယ်ပါတော့ဒါကြောင့်မို့ဒီမှာ9တလုံးကအလေဖြစ်ပါတယ်ခင်ဗျာဒါဆိုရင်ဒီတစ်ပတ်မှာ3 4 5ပါတော့၃၄၅၈၉၈ပြီးရင်၈ခွန်၄၄၉ ၄၄၉၃၃၈၁၃၃၆၉၃၉ဆိုပြီးဖြစ်ပါတယ်။အဲဆိုရင်ကျွန်တော်ဒီ၃ညမှာဆိုရအတွက်ဒီ၃မှာပေါ့နော်ရှောက်ကို၄ချိန်ဆိုရအတွက်ဒီ၈ထိပ်စီးကို၄ချိန်ဖြစ်ပါတယ်အလယ်မှာတစ်ချိန်ဒီ၈မှာတစ်ချိန်ဒီ၅မှာဆိုရအတွက်ဒီ၃မှာပေါ့နော်သူ့ကို၄ချိန်ဖြစ်ပါတယ်ပြီးရင်ဒီမှာက၂ချိန်သူ့ကို၃ချိန်ပြီးရင်ဒီအလယ်မှာတစ်ချိန်အပေါင်း၉ဆိုပြီးရတယ်ပေါ့နော် ။အဲဆိုရင်ကျွန်တော်ဒီ3ကားတစ်ကြိမ်ဖြစ်ပါတယ်။8လေးလီ30နိနေ9ပေါင်း70ဖြစ်ပါတယ်။8ကားတစ်ကြိမ်ပေါ့နော်။ပြီးရင်ကျွန်တော်ဒီနေ့လေးကြိမ်8 8နဲ့3ပေါင်းတာ70 8နဲ့ကြိမ်16တိတ်က3ကြိမ်3 3နဲ့တိပေါင်းတာ6ပြီးရင်9နဲ့ထပ်ပေါင်းမှာဖြစ်ပါတယ်။နောက်ဆိုရင်ကျွန်တော်အဲ့မှာ6နဲ့4ပေါင်း30တင်းနဲ့9ပေါင်း30တုံးနဲ့10ပေါင်း70 70ကိုတင်းနဲ့ပေါင်းတာ200ရမှာပေါ့နော်။ဒါဆိုရင်ကျွန်တော်ဒီတစ်ပတ်မှာ2 4 6 8 9 10 11 12 13 14 15 16 17 18 19 20 21 22 23 24 25 26 27 28 29 30 31 32 33 34 35 36 37 38 39 40 41 42 43 44 45 46 47 48 49 50 51 52 53 54 55 56 57 58 59 60 61 62 63 64 65 66 67 68 69 70 71 72 73 74 75 76 77 78 79 80 81 82 83 84 85 86 87 88 89 90 ဆောင်ကနအထီးကြီးအလေတုံမဟုတ်အပိတ်ဖြစ်ပါလေပေါ့နော်ဆိုတော့အဲ့ဒီမှာပြီးခရီးပတ်တုံညာနေလေးချောက်ခွန်လေးပိတ်အထီးကြီးကကျွန်တော်တို့ဒီပြတ်သွားခဲ့ပြီးတော့ကျွန်တော်ဒီကိုဒီတုံကโอเคခဲ့တယ်ပေါ့နော်ဆိုတော့ဒီမှာနေလေးချောက်တုံညာနေလေးချောက်ခွန်နေလေးပိတ်နေရာထပ်ဖြစ်လာတယ်ပေါ့နော်ချာတကြမပုံတီကတုံညာနေလေးချောက်ခွန်ဒီဆက်ပြီးโอเคလာနိုင်တယ်ပေါ့နော်အစင်းကျွန်တော်ဒီမှာတုံညာ sorry နေလေးချောက်ဆိုပြီးဖြစ်ပါတယ်ပေါ့နော်စုံကနဲ့ နိလေးချောင်းဆိုပြီးဖြစ်ပါတယ်။ Okay နိလေးချောင်းဒါဆိုရင်ကျွန်တော်10က3956ဆိုပြီးဖြစ်ပါတယ်။ Master key ကနိလေးချောင်းဖြစ်ပါတယ်ခင်ဗျာ။10က3956နှစ်မျိုးစလုံးပေါ့နော်။ပြီးတော့ဒီပင်ရှိကီကနိလေး6ဆိုတော့ကျွန်တော်ဒီမှာဒီထဲပါမယ်ဆိုရင်6ပေါ့နော်။ okay ဒါကျွန်တော်တင်ချာနည်းရအသုံးလိုတဲ့မေရှင်များအတွက်ကျွန်တော်ပြန်လည်ပြောပြရှင်းဖြစ်ပါတယ်ခင်ဗျာ โอเคဒါဆိုရင်ကျွန်တော်ဒီနစ်လေး6ဒီအပြီးခွေကနန်းနဲ့ထပ်ကြည့်မယ်ဗောနောအပြီးခွေကနန်းမှာနစ်လေး6မှာပါနစ်တလုံးပဲပါတဲ့အတွက်ကျွန်တော်အာနစ်တလုံးပို့ပြီးအသာတော့မယ်ဗောနောဒီဂရိတ်ဘက်မှာ6 9 9 5ဆိုတော့ကျွန်တော်ရှိကူ3995အခွေရတယ်ဗောနောအဲဒီတော့ဒီမှာကိုးတလုံးပိုင်ဖြစ်သွားမယ်ဒါကြောင့်ကျွန်တော်ကိုးလုံးပိုင်နှစ်ခုထပ်ပြထားရှင်းဖြစ်ပါတယ်ဗောနောဆက်တော့အဲ့မှာကိုးလုံးပိုင်ညားတယ်ဗောနောဒီတစ်ပတ်မှာတော့ကျွန်တော်ဤအရာအတီအပြီးခွေကနန်းဒါ ဆက်ပြီး okay ခဲ့မယ်ဆိုရင်ပေါ့နော်ကျွန်တော်ဒီမှာနေ့တစ်လုံးပိုင်ဖြစ်သွားမယ်ပေါ့နော်ဒီတက်တက်ရှင်းပြရင်ကောင်းမယ်ပေါ့နော်ဒီလိုတက်တက်ဒီလိုတက်တက်ရှင်းပြမယ်ဆိုရင်ပေါ့နော်ဒါဆိုနေ့တစ်လုံးပိုင်ဖြစ်ပါတယ်နေ့လုံးပိုင်လည်းအဆက်ရှိတယ်ပေါ့နော် okay ဒါကတင်ချာနေရတုံးလို့တဲ့မိုက်ဆွေများအတွက်ကျွန်တော်ပြန်လည်ပြောပြီးရှင်းတာဖြစ်ပါတယ် Okay ကျွန်တော်ရဲ့ဗီဒီယိုကိုလည်းအဆုံးထိကြည့်ရှုအားပေးခဲ့ကြတဲ့ကျွန်တော်ရဲ့မိတ်ဆွေများအားလုံးကိုလည်းကျေးဇူးတင်ပါတယ်ခင်ဗျာ